ဘဝဆိုတာဘာလဲဘဝဆိုတာအချိန်ပဲเนาะဦးအောင်65နှစ်နေရမယ်ဆိုရင်နောက်ထပ်9နှစ်ကျန်တဲ့အချိန်ထဲမှာ အိတ်တာစားတာပြောတာပါတာနဲ့ပဲအချိန်ကုန်သွားလို့ရှင်ဦးအောင်ရဲ့ဘဝရဲ့အချိန်တွေဦးအောင်ဖြုံးပစ်တာပဲအခုတို့ဝန်ထမ်းတွေကြတော့လူငယ်တွေဖြစ်တဲ့အသက်အစိတ်30ပတ်ချာလေတွေဖြစ်တဲ့အတွက်စီးပွားရှာတဲ့အရွယ်တွေဖြစ်တယ် စီဝါရှာတဲ့အရွယ်တွေဆိုတော့ဥကောင်တို့နဲ့ဆိုင်မနေ့ကပြောတယ်ဦးလေးတို့နဲ့ဆိုင်သမီးတို့သားတို့ကဘာဘာချမ်းသာလဲချင်းချမ်းသာတယ်နော်အချိန်ကိုဖြုံးနေတာဘာကိုဖြုံးတာလဲဘဝကိုဖြုံးတာဘဝကြီးကိုမဖြုံးသေးပါနဲ့နော်ဘဝကိုမဖြုံးသေးနဲ့ချို့ကလူတက်တယ်လူတက်တယ်ဆိုကိုကိုကိုတက်သေးတယ်ဆိုတာကျိုးဆက်ချသေးမှာကိုကိုကိုတက်သေးတာမဟုတ်ဘူးမင်းတို့ဆေးလေးတောင်းရင်အဆုတ်ကင်စာပြင်မှန်းသေးရတဲ့နဲ့တောင်းနေတာကိုယ့်ရဲ့အဆုတ်ကိုတဖြည်းဖြည်းချင်းတစ်ပိုင်းတစ်စချင်းတနေ့ချင်းနည်းနည်းချင်းမလုပ်နိုင်လား တတ်နေတာပဲကိုကိုကိုမတိမတာတတ်လာပြီးတော့မှအကုန်လုံးသွေးကြောင်းတွေဘယ်ချောင်းပိတ်ပါပြီးတို့အာဒုက္ခတွေရောက်ပြီးဆိုတော့じゃမှဆေးရုံမပြေးနဲ့မမှီဘူးအရင်တော့ကတို့ဗမာတွေကြားဥပါတယ်ရေသွင်းပေါင်း၈000လေးတော့ရေသွင်းပေါင်းအဲ့ဒါလှူတဲ့မင်းကြီးနာမည်ကဘာတူလဲအတော်ကမင်းကြီးအတော်ကမင်းကြီးအဲ့လိုလှူပါများတဲ့အခါကျတော့သူ့ရဲ့ ညီတော်ဖြစ်တဲ့အင်းရှင်မင်းသားကပြောတယ်တဲ့အကိုတဲ့ဘာဘူးလို့ဒီယဟန်တွေကိုဒီလောက်ဒီလှူနေတာလဲပေါ့ခမရလှူတာနဲ့တိုင်းပြည်လဲမွဲတော့မယ်ပေါ့တကယ်လဲလှူတာဟုတ်အဲ့တော့ညီတော်ကပြောတယ်ခမရဒီလောက်တော့လှူနေတာတဲ့ယဟန်တွေကိုဘာလို့ဒီလောက်လှူနေရလဲဘာဖြစ်တယ်ညာဖြစ်တယ်သူကြည်ကြတော့တိုင်းပြည်ပြန်ရောက်တဲ့အခါကျညီလာခံခေါ်တယ်ခဏရစပါတော့တဲ့အာတော်ကမင်းကြီးကညီတော်ကနန်းလွှဲလိုက်ပြီတဲ့မင်းကြိုက်တယ်လို့တော့ ငါလှူနေတဲ့ဟာတွေမလှူတော့ဘူးဆိုလဲရက်လိုက်တော့ခုနှစ်ရက်အတွင်းမှာနန်းစည်းစိမ်မင်းကိုငါလွှဲလိုက်ပြီငါရဲ့မောင်မမိတ်တမိဖုရားတွေအကုန်လုံးလည်းမင်းမိဖုရားဖြစ်ပြီမင်းကြိုက်တယ်လို့ပြောကြိုက်တယ်လို့စားငါကတော့ခုနှစ်ရက်တရားအထိတ်ထန်ဝင်မယ်ဒါပေမဲ့ငါအထိတ်ထန်ပြည့်တဲ့နေ့ကြရင်မင်းကိုတော့နန်းစည်းစိမ်ကပြန်ချပြီးတော့ဒူးကိုဖြတ်ယင်ကိုခွဲအသေးကိုထုတ်ပြီးတော့နေလန်းပြီးမင်းကိုတတ်စီအမိန်ပေးလိုက်တယ်ဒီခုနှစ်ရက်တွင်မှကြိုက်တယ်လို့ပြောပါပါ ါငါ့ရဲ့တစ်ချက်လို့အမိန်ပဲဆိုမူကြီးမရရင်းနဲ့သူ့ကိုနန်းလွဲပြီးတော့သူကအဋိဌာန်ဝင်သွားတယ်။ကဲမင်းတို့ရောနောက်တဲ့9ရက်ဒီမယ်ဆိုလို့ချင်းနန်းစည်းစိမ်ခံစားပြီးတော့ပျော်ပါပြီးကြိုက်တယ်လို့သုံးဆိုရင်ပျော်ကြမှာလားနေတိုင်းဘာကြောင့်တွေးနေမှာဒီပေါ်ဒါတော့ကိုတကယ်တရားမှမဟုတ်တဲ့ခါကျတကယ်မကြောက်ဘူးဟိုတကယ်တရားမဲ့လူကဘယ်မိဖုရားမှလည်းအကမ်းမခံဘူးဘာမှလည်းမစားနိုင်တော့နေလေဘာတွေးနေတာလဲ ပထမတည့်ရေလဲကိုုံရောသူကတွေးတယ်အင်းငါနောက်ထပ်သိဖို့ဗနည်းကျန်တော့တယ်ဘွဲတော့လဲမတင်နိုင်သုံးရမြောက်တဲ့နေ့ကျတော့မင်းကြီးကပြန်ရောက်လာအတော်ကမင်းကြီးညီတော်ပျော်ရဲ့လားအစဉ်ပြေရဲ့လားနောင်တော်ရဲ့တဲ့နောက်9ရက်နေသိရမယ့်ဟာအခုကျွန်တော်3ရက်ရှိပြီနောက်4ရက်ပဲကျန်တော့တယ်နေ့နဲ့ညနဲ့ဒါပဲတွေးပြီးတော့စိတ်ညစ်နေပါတယ်တဲ့ဘာမှမပြောနိုင်ပါဘူးတဲ့ မနက်ဖြန်တည်မဲ့လူကဒီနေ့ထီပေါ့ရင်ပြောလားပေါလို့တရားမှာကြောက်တာမဟုတ်နေဖို့နေဖို့အချိန်မရှိတဲ့လူဟာကြောက်တာပေါ့အခုဦးလေးတို့လည်းအသက်60သူဘာသိမ့်မရှိတော့ဘူးဟာရက်ဆက်တာကွာမင်းတို့ဟုတ်တယ်အဲ့တော့ခုနကပြောတာဒီရှင်မင်းကနောက်ထပ်သူဘယ်နည်းဆိုသေးမှာ လေးရကျန်တော့ဒီလေးသုံးရရောက်လာပြီမြန်မြန်ပြီးအောင်လေးရကျန်တဲ့ခါကျအကူကပြောတယ်မပြောနိုင်ပါဘူးကိုရဲ့တဲ့အေးအဲ့လိုဆိုရင်တဲ့မင်းဒီရက်ဒီမှာဘာအကြောင်းပဲစဉ်းစားလဲတေးမဲ့အကြောင်းပဲစဉ်းစားတာဗောတဲ့နေလာလဲငါတီးရမှာမင်းမတော်ကြလဲတီးရမှာနောက်ခုနှစ်ရက်တီးရမှာနေရောညာရောဒါပဲစဉ်းစားညာလဲအိတ် မပြောဘူးတဲ့မင်းစောစောတုန်းကငါလှူလို့တန်းလို့ ရေရင်းပေါင်း၈000လေးတောင်ရေကန်ပေါင်း၈000လေးတောင်နဲ့မကဘူးနော်ယဟန်နေရောကိုအကုန်လုံးသာသနာတော်ကြီးပွားဖို့အတွက်သူကအကုန်လုပ်တာအဲ့လိုလုံရင်တန်းလန်းနေညီတော်မောင်ကသူ့ကိုလူရာတန်းတာမကြိုက်လို့ပြောတဲ့အတွက်လက်တွေတိအောင်ငါလှူနေတဲ့ယဟန်နေကတဲ့မိနစ်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းစက္ကန့်တိုင်းမှာအသေးတွေကိုသူတို့ကရှုရှုပြီးတော့ဒီအသေးကိုကြောက်လို့တရားကျင့်နေတဲ့ပုံကိုယ်တွေကိုငါလှူတာတဲ့မင်းကခုနှစ်ရက်တွင်တည်မဲ့လူတော်မင်းအဲ့လောက်ကြောက်ရင် ဟိုယဟန်နေကအသေးကိုကြောက်လို့အဲ့ဒီအသေးလွတ်ရာကိုမြင်ဖို့တွေ့ဗာကျင့်နေတာလေအဲ့ကြမှာနောင်တော့ကျွန်တော်သဘောပေါက်ပါပြီနော်အဲ့မှန်သူကအကျိုးတရားရပြီသူကိုလှူတာတန်းတာမပြောတော့ဘူးဒါဆိုဒီပုံမြင်လေးတဲ့ဦးလေးကဗာပြောချင်တာလဲပြောရင်အချိန်ဒီဘဝဘဝဒီအချိန်အမင်းတို့ဘဝကိုဖြုံးနေတာဒီဘာကိုဖြုံးနေတာလဲအချိန်ကိုဖြုံးနေတာဒီဘဝကိုဖြုံးပြီးအောင်ပျက်စီးနေတာ ကိုကိုကိုတတ်တယ်ဆိုတာရောနားလဲပြီလားအစိတ်အပိုင်းလိုက်တွေတတ်နေတာကိုကိုကိုနော်အဲ့တော့ Facebook ကြီးတယ်ကြီးပေါင်းနေတက်တယ်ကိုကြောတွေတက်တယ်ခေါင်းတွေမူးတယ်အခုဦးလေးတော့ဒီအကောင့်တင်လေးအစ်လေးဖွင့်ပြီးတော့3 4 5ရက်လောက်ဟာ friend လက်ခံရအပြန်ပြီးတော့လောက်ရဆိုတော့အလုတ်တွေကရှုပ်လာတော့အခုမနေ့ကခေါင်းတွေမူးပြီးတော့ငါသွေးတွေတိုးရလားမသိဘူးသူနှလုံးဆရာဆရာကြီးတို့ပြတော့မှာ ဆက်ကိုကြီးပေါင်းရကြကြည်တော့ခမငငယ်လေးကလေးကစင်းရင်လုတ်ခဲတာတွေမှတ်တိုက်ခဲတာတွေငေါ့အောင်လုတ်ခဲတာတွေ ਨੇ အခု line သုံးတာ ਨੇ များရတယ်ခမခေါင်းကိုကြီးလိုက်ဆိုဓာတ်မွန်ရကြကြည်တော့ကြီးပေါင်းတွေကိုအများကြီးပဲလုံးဝမသုံးပါနဲ့တဲ့သုံးညင်လဲဒီလိုမျက်နှာကိုတဲ့တဲ့ထားပြီးသုံးပါလေ့ကျင့်ခန်းတွေလုပ်ရမယ်ထားပါဆိုနော်အဲ့တော့ပြောချင်တာကဦးလေးတို့ကကို့ဘဝတွေကကြံတဲ့အချိန်လေးတွေမှာကို့စကားကိုနားထောင်တဲ့လူတွေအခုဘယ်သွားသွားဘန်ကောက်သွားသွားခရီးသွားသွားဘန်ကောက်မသွားတဲ့ဆိုရင်ဦးလေးတို့ပစိုးကိုထားရင် မာလို့တည်တဲ့အတွက်ကြီးလိုက်တာနဲ့ဥကောင်စုလာပြီးတော့ပစိုးကိုထိုင်ဗမာနှုတ်ဆက်မဲ့လူက၄50ယောက်ကရောက်လာတာပဲအဲ့ဒါဘာလဲပြောဥကောင်ပြောတတ်တဲ့ဇကားလေးတွေကိုကြားထားတဲ့အတွက်သူတို့အတိမတ်ပြူကြတာခဏလေးဒီအတွက်ကြီးပဲပြီးတော့ဥကဒီအကောင့်လေးဖွင့်ပြီးတော့ဩငါခေါင်းထဲမှာရှိနေတဲ့အကြံဉာဏ်တွေငါရဲ့အတွေးတွေဟာတည်သွားလို့ဥကောင်ကြီးကိုမြေကြီးထဲမြုပ်လိုက်ရင်ဒီအုံနောက်တွေကဘာမှအသုံးမကျတော့ဘူးအုံနောက်ကဘာဖြစ်သွားမှာလဲမြေကြီးဖြစ်သွားမှာမြေကြီးမဖြစ်ခင်မှာပြောထားခဲ့ ဆိုထားခဲ့သိအောင်ပြောထားခဲ့ခြင်းတဲ့သဘောကြောင့်မလို့ဒါကနေ့ဒါလိုက်လွင်လိုက်ဘာလို့လဲပြန်မပြောနိုင်ဘူးအဲ့တော့ဝန်ထမ်းတွေတရားအတွက်ကအပြင်လူတစ်ထောင်ကြည့်ရင်တစ်ထောင်အတွက်အကျိုးရှိစေခြင်းတာဟုတ်ပြီဘဝတန်ဖိုးကပါလေအချင်းတခုတည်းတွေမဟုတ်ဘူးနော်မနေ့ကဆရာတော်ကြီးရဲ့ရွှေနာဆရာတော်ဖျားကြီးရဲ့ဟာလေးအစာလေးပြန်ဆိုကြည့်လိုက်ပါဦးစိတ်ကောင်းရှိဖို့ဒီမှာဆရာတော်ကြီးကလောကီအတွက်လုပ်မယ်ဆိုရင်မြင့်ပညာသင်မယ်ဆိုလို့ရှိရင်ပညာအရင်မသင်နဲ့ဦးနဲ့အပေါ်ကဘာအရင်လုပ်ဦးနဲ့ အမမမမအစင်လိုက်ပြောစားတက်ဘာလို့လို့သူ့ရဲ့ရှိမှဘာရှိသေးလဲနော်နော်အဲ့တော့ဒီစိတ်ကောင်းရှိဖို့ဆိုတဲ့အခါမှာ ်ဦးလေးကဝန်ထမ်းတိုင်းဝန်ထမ်းတိုင်းကိုခန့်တိုင်းခန့်တိုင်းသင်တန်းပေးတိုင်းပေးတိုင်းသူတို့စီကတခုတောင်းတယ်။ဘာတောင်းလဲ?အခုမင်းတို့စီကိုဦးလေးတောင်းပြီလား?မတောင်းဘူး။အခုမင်းတို့စီကိုဦးလေးတောင်းမယ်။အဲ့ဒါဘာလဲပြောရင်ယူသားမှုပဲ။ဘာတောင်းလဲ?ယူသားယူသားမှုဆိုတဲ့စကားလုံးလေးက၃လုံးပဲရှိတယ်။ဒါပေမဲ့သူ့ရဲ့နောက်ကအဓိပ္ပာယ်တွေကအများကြီးပဲ။ လူတို့ဝန်ထမ်းတွေမယူသားလို့အလုပ်ထုတ်ရတာဒီအများကြီးပဲအလုပ်ထုတ်တဲ့နေရာမှာဟိုအချိန်နှောင်းကြတာမျိုးကထုတ်เสียရမလို့ဘူးဒါအောင်သမားကြီးဝန်ထမ်းဖြစ်တဲ့ဆိုရင်ခိုးရင်လုပ်ငန်းထဲမှာမထားဘူးเนาะခိုးလို့ရှင်မထားဘူးဘောလုံးပွဲလောင်းကစားလုပ်ရင်မထားဘူးအလုပ်ငန်းချိန်မှာအရက်တောက်လာတာမျိုးတွေထားလို့မရဘူးဝန်ထမ်းချင်းချင်းရံဖြစ်တဲ့ကုလေးတရားလုပ်တယ်ထားလို့မရဘူးအဲ့တော့ဒီအချက်လက်တွေပေါ့နော်ကြံတဲ့ဟာတွေကတော့တတ်နိုင်တော့တီးခံနိုင်ရတီးခံပြီးတယ်ဒါပေမဲ့ရိုးသားမှုဆိုတာဘာလဲပြောရင် ယူသားခြင်းမယူသားခြင်းကဘာသူအတည်ဆုံးလဲကိုကိုကိုအဲ့တော့မင်းတို့တွေယူသားပါအဲ့တော့ယူသားမှုကိုဘာနဲ့အခြေခံမလဲဆိုအပေါ်ဆုံးကဆရာတော်ကြီးရဲ့စာဖတ်လိုက်ပါဦးစိတ်ကောင်းရှိဖို့ပထမစိတ်ကောင်းရှိဖို့ပထမပဲနော်အဲ့တော့မင်းတို့တွေကထင်ပါဗောဟာလာစိတ်ကောင်းရှိဖို့ဆိုတာဘလို့ကြီးလဲမင်းတို့အရှိကိုအရှိအမှန်ကိုအမှန်ယူယူသားသားတာနေနော်အခုလေးတို့အတွေ့အကြုံညာပြောမယ်ဆိုလို့ရှိရင်2000နဲ့ 2021အစလောက်တုန်းကရွှေဈေးက73သိန်းသေးရှိအခု2023သိန်းမှာရွှေဈေးက20နဲ့8သိန်း20နဲ့ထားပါတော့73သိန်းကိုနှစ်ဆတွက်လိုက်အောင်ဘယ်လောက်တော့26အဲ့တော့ဒီတစ်နှစ်ကျော်နှစ်နှစ်အတွင်းမှာဒီရွှေဟာနှစ်ဆတက်သွားတယ်ဟုတ်ပြီကားဝယ်ထားတဲ့လူတယောက်ကသိန်း100နဲ့ဝယ်ထားတဲ့လူသည်သိန်း100ရရင်မြတ်လားငွေနဲ့တွက်ရင် ရွှေနဲ့တွေ့ရင်ကအုပ်လေးပြောပြမယ်ကားတစ်စင်းကို73သိန်းနဲ့ဝယ်ထားတယ်အခု26သိန်းရလို့ရှင်ရွှေနဲ့တွေ့ကြည့်ရင်မြတ်လားအရင်လားရင်းမယ်ရှိသေးတယ်သူ့ရဲ့26သိန်းကားကားတစ်စင်းဝယ်ထားတယ်အခုသူပြန်ရောင်းလိုက်တယ်ရွှေတစ်ချက်သားရောင်းတော့73သိန်းနဲ့ရောင်းလိုက်တယ်ကားဝယ်တဲ့73သိန်းအခု26သိန်းရောက်တယ်ရွှေသွားဝယ်ဘယ်လောက်ပဲပြန်ရလဲအဲ့ဒါမြတ်လားငွေနဲ့တွေ့တိုင်းမြတ်တယ်လို့ပြောလို့ ဗဟုလေးပြောချင်တာအရာရာရွှေနေနိုင်မှာနော်ဦးလေးတို့ less scar ဝယ်ထားတယ်တမိတွေကအဖေမွေးနေ့ဆိုပြီးတော့3000ကျော်ပေးရတယ်အဖေအဲ့ကာကြီးကအခု9000လောက်ဖြစ်နေပြီတဲ့အဲ့လိုဆိုရင်ရွှေနဲ့ပြန်တွက်ကြည့်တာအဲ့တော့ရွှေ3ဘိတ်တစ်ခွဲပေးရတယ်ရွှေ3ဘိတ်တစ်ခွဲဆိုရင်အခုဘယ်လောက်ဖြစ်သွားလဲ3000လောက်ဖြစ်သွားပြီရမှာ9000ဆိုရှုံးတော့ရှုံးနေတယ်ငွေနဲ့တွက်ကြည့်တော့3000နဲ့9000ဆိုဘယ်နှစမြန်တာရွှေနဲ့တွက်ကြည့်တော့ သုံးစားတော့လောက်ပါ3000ရဲ့6000ရဲ့9000ရဲ့သုံးစားရွှေနဲ့တွဲကြည့်တော့အဲ့ဒီသိန်း9000ကိုဝယ်ရင်ရွှေသုံးဘိတ်တစ်ခွဲရသေးလားဟုတ်ပြီနော်ဒါတို့တင်နန်းသားတွေရောတိအောင်လို့အရာအရာဘာမဆိုငါဝယ်လိုက်တဲ့ကငါကဝယ်လိုက်တဲ့စိန်ငါဝယ်လိုက်တဲ့ရွှေငါဝယ်လိုက်တဲ့ပစ္စည်းဟာရွှေစည်းဘလောက်တုံးမှတ်ထားပြန်ရောင်းတဲ့အချိန်မှာရွှေဘလောက်သားပြန်ရတုံးဆိုရင်တကယ်အဲ့ဒါမြတ်တယ်အဲ့ဒီရွှေလောက်မှမမြတ်ဘူးဆိုရင်တော့မမြတ်ဘူး ဒါလည်းဘုသူတ္တထားဆိုเนาะအဲ့တော့တခါတော့ကလူတယောက်ကသူ့မြေခွက်လေးရောင်းလိုက်တယ်3900ရရတယ်3900ရရတယ်အဲ့3900ကို तू ကဗန်နဲ့တဝက်ထည့်လိုက်တယ် तू ကတဝက်ကိုမော်တဲ့သွားပြီးသွားရင်းလိုက်တယ်အဲ့တော့ရွှေတပိတ်သားလောက်ရတယ်ဟာအဲ့မော်တဲ့ကလည်းရှုံးလာတယ်ဗန်နဲ့ကဟာပြန်ထုတ်ပြီးပြန်ဝယ်တဲ့အခါကျတော့ရွှေ30သားတောင်မရတော့ဘူးအိမ်ဝင်လည်းမရှိတော့ မြေခွက်တွေလည်းဒီတိုင်းပဲတွေ့ရမယ်ကားလည်းဒီတိုင်းတွေ့ရမယ်စိတ်လည်းဒီတိုင်းတွေ့ရမယ်အရာရာကိုရွှေလေးနဲ့နိုင်နိုင်နိုင်ပြတော့မှဝယ်ဥအောင်နဲ့ဒေါ်မော်စီနဲ့ရိုးလက်နာကြီးစင်ကာပူကနေပြီးတော့လွန်ခဲ့တဲ့10နှစ်လောက်ကလင်မယားနဲ့ရောဇုံတူဝယ်လိုက်တယ်ရွှေတပိတ်တခွဲပေးရတယ်အဲရိုးလက်နာကြီးနှလုံးအဲ့ဒီနှလုံးကိုအခုရောင်းလို့ရှင်90သားမပြောနဲ့40သားတောင်မရတော့ရွှေဘယ်လောက်သားလောက်ပျောက်သွားလဲ60သားလောက်ပျောက်သွားလဲ အဲ့လောက်ပျောက်သွားတာအဲ့ဒါဘာဘူးလို့ပျောက်တာတောင်သိလားဂုံစားခြင်းလို့ကြွားခြင်းလို့ဂုံစားကပေးလိုက်ရတာရွှေဘယ်လောက်သားပျောက်သွားတော့60တာနော်ဒါကသိအောင်လို့ပြောပြတာပေါ့ရှိတဲ့လူတွေဘာမှမဖြစ်ပြီမရှိတဲ့လူကသူများဝယ်လိုက်ဝယ်သူတိုင်းလှုပ်တိုင်းလှုပ်ရိုးရိုးဖုံးလဲပြောရနေတာပဲအိုင်ဖုံးမအိုင်ဖုံးအိုင်ဖုံးလိုခြင်းလို့ဗါတယ်ကြောက်ကတ်တစ်ဖက်ဖြတ်ယူတာတို့ဟိုဟာတစ်ခုဖြတ်ရောင်းတာတို့ ိုင်ဖုန်းကန်ကျင်လို့လေဒီဖုန်းကတစ်လုံးမပေါ်တာမှမဟုတ်တာပဲနောက်နေ့လည်းပေါ်မှာပဲမင်းတို့အစဉ်ပြေရင်ကားတွေစင်းပစ္စည်းတွေအစ်စ်လာနေမှာအဲ့ဒါကိုမနိုင်တာကိုဇွတ်သွားလှုပ်လှုပ်ခြင်းကိုယ့်ရဲ့ဇာတိတာပစ္စည်းမဲ့ခန္ဓာကိုယ်ပစ္စည်းမဲ့ဒါဆိုနော်ဒါလေးတွေကလည်းခုနအပြင်ရောက်သွားတာပေါ့အဲ့တော့အချိန်မင်းတို့ရဲ့အချိန်ကိုဘယ်လိုတန်ဖိုးထားရလဲနော်မင်းတို့ကဦးလေးတို့နဲ့ဘာချမ်းသာလဲအချိန်ကိုဖြုံးနေရင်ချင်းဒီဘောက ဘဝသည်အဲ့ဘဝကိုတိုးတက်ဖို့အတွက်မင်းတို့လိုတာဆရာတော်ကြီးဟာစိတ်ကောင်းရှိဖို့ကုလေးကမင်းတို့ဆရာဘာတောင်းလဲယူတာမှုတော့အဲ့တော့ယူတာမှုဆိုတဲ့နောက်ကစကလုံးနေရအများကြီးပဲနော်အဲ့တော့ယူတာမှုဆိုတဲ့နေရာမှာတချို့ကဟလာကျွန်တော်တို့ယူတာမှုလေးပေးရတာဘာပင်မန်းတယ်လေမပင်မန်းဘူးမင်းတို့ယူတာတယ်ဆိုတာအယူအရှိကိုရှိအယူသားဆုံးပဲအခုမင်းတို့ပြောပြမယ်ရသော်ဘုရားနဲ့တွေ့တော့ ဆင်းရဲသားတယောက်ကပြောတယ်အရှင်ဘုရားတဲ့တပည့်တော်အရန်ဆင်းရဲပါလေချမ်းသာခြင်းလို့တပည့်တော်ချမ်းသာတဲ့နီလန်ပေးပါတဲ့မြတ်စွာဘုရားပြန်ပြောတယ်မင်းလှူလိုက်กว่าတဲ့အခုမင်းတို့ဦးလေးနဲ့ဆိုင်မင်းတို့ဘယ်သူချမ်းသာတော့ဦးလေးကချမ်းသာတယ်မင်းတို့ဦးလေးနဲ့ဆိုင်ဆင်းရဲတယ်အခုဦးလေးကမင်းတို့ပြောမယ်မင်းတို့လှူกว่าငါရွှေတင်တန်းကိုလှူကြတရားစခန်းလှူကြဟေ့ဆိုရင်ဟာဒီလူကြီးကလူမမရှိလို့သူ့စီတင်တန်းလာတက်နေပါလေဘာလှူခိုင်းတယ်လဲ ခုနဆင်းရဲသားလေဘုရားကိုကြည့်ပြီးတော့ဟာဒုက္ခပဲဘုရားတပည့်တော်စားစရာကိုမရှိတာဗျာတဲ့ဒီအစ်ပင်အောင်မှနေရတာဘာသွားလူမာတယ်ဦးနဲ့အေးချစ်သားတဲ့မင်းလှူလို့ရတာငါပြောပြမယ်တဲ့မင်းလူတွေနဲ့တွေ့လို့ရှိရင်ပြုံးပြလိုက်ပါတဲ့အဲ့ဒါလှူတာပဲတဲ့ဗါတယ်အဲ့ဒါကဲမင်းတို့ဘယ်နှစ်ယောက်များကနေငါကိုကိုစဉ်းစားကြည့်တယ် စေတနာထားပြီးတော့တွေ့တွေ့ချင်းငါပြုံးပြတဲ့လူဘယ်နှယောက်ပြုံးမှုလဲလို့စဉ်းစားတခါပြုံးရင်တခါလူတာပဲဟာအရှင်ဖေရဘလို့လူဘာလို့အဲ့လိုပြုံးမိန်တာတော့ဖေရဆိုတော့မင်းပြုံးပြတဲ့အတွက်ဟိုဘက်လူမှာစိတ်ဆင်းရဲသွားလားစိတ်ချမ်းသာလားအဲ့ဒါအဲ့စိတ်ချမ်းသာလိုက်တဲ့အတွက်အဲ့ဒါစေတနာလေးကမင်းပြုံးပြလိုက်တာအဲ့ဒါမင်းရဲ့အလှူပဲတဲ့အဲ့မင်းတို့သင်္นานနေမှာပြုံးမှာပြုံးမှာနဲ့မသိဘူးလား ဲ့ဇွပြုံးခိုင်းတာနဲ့အခုဖះဆုံးမတဲ့ပုံစံမျိုးအိုးဒေဟာလေးလှုပ်လိုက်တာငါ့အတွက်အလှတစ်ခုပဲလို့သိလိုက်ရင်ပြုံးရတာအရသာမရှိဘူးလားအဲ့လိုပဲမင်းနေရာထိုင်ငင်းလှူကွာတယ်အာရှင်ဘုရားတပည့်တော်အိမ်မမရှိတာမဟုတ်ဘူးမင်းဒီသိမ့်အောင်မလာတယ်မို့လားတဲ့ခီးသွွားဧည့်သည်ဒီမှာလာနားလို့ရှိရင် မင်းရဲ့ဒီရှိတာတဲ့အထုပ်ပလုတ်လေးတွေဘေးဖယ်ပြီးတော့တသက်ရဲ့ရှိမင်းထိုင်တဲ့နေရာလေးမှာထိုင်မှာဟာဒါလေးကတော့ကျွန်တော်ခတ်ထားတဲ့ရေလေးပါစင်းရသားဖြစ်ပေမဲ့အဲ့ဒီရေတော့လည်းကမ်းမတော့အောင်လားအဲနေရာထိုင်ငင်းပေးခြင်းရေတိုက်ခြင်းဟာလည်းဗာလေအလှပါပဲအခုမင်းတို့တို့လည်းကားပေါ်မှာဘတ်စကားစီးသွားတယ်သွားတယ်ကိုယ့်ရဲ့အသက်ကြီးတဲ့လူတွေလာတယ်ကိုယ့်ရဲ့ရွယ်သူတွေလာတယ်ဗတ်ကြီးတဲ့တွေလာတယ်တချို့ကြတော့ဘုန်းကြီးတို့ဗတ်ကြီးတဲ့တို့လာလို့ရှိရင်ဖယ်ပေးရမှာဆိုလို့ခေါင်းကြီးဟိုပဲလှဲ့တယ် ြင်လို့ရှိရင်ဖယ်ပေးနေရမှသလိုမမြင်ရအောင်ဆောင်းနေရလေကိုရောဘယ်နှခါဖယ်ပေးဘူးလဲအဲ့ဒါမျိုးလေးတစ်ခါဖယ်ပေးလိုက်ရင်ဘာအလူလဲနေရာထိုင်ခြင်းအလူမြတ်စွာဘုရားပြောတယ်ဩော်ဒါဦးလေးလေးပြောတယ်ဘုရားလည်းဒါအခုမင်းတို့ကဘုရားဟောနဲ့ညီသွားပြီဘာလှူလိုက်ပြီလဲအပြုံးလဲလှူလိုက်ပြီမင်္ဂလာပါရှင်ကြွပါကြွပါလို့ပြောလိုက်တယ်သူ့ကိုဘာပေးလိုက်တာတော့အာနေရာပေးလိုက်တာထက်လာအောင်မယ်အန်တီဘာလို့လဲရှင်ဦးလေးဘာလို့လဲရှင်ဘာများဟာလား ဦးလေးတို့စီကနေမင်းတို့အလုတ်တင်တန်းပြီးထွက်သွားဒါတွေကမင်းတို့လုပ်ငန်းရှင်ဖြည့်လိုက်ကိုတစ်ဖက်ဒီလည်းပြန်တင်ပေးနော်အဲ့တော့ကိုဝန်နဲ့ကိုတပည့်ကိုကမင်းတို့လုပ်ငန်းကောင်းဆောင်တွေဆိုရင်လေသူ့စီရကိုဘာရင်တောင်းရမလဲယူသားမှုအသူ့ကိုယူသားမှုတောင်းတယ်လို့ကိုလည်းဘာပြန်ပေးရမလဲယူသားတယ်ဆိုတာယူရှင်းတာပဲယူသားတာပဲနော်ဟုတ်ပြီအဲ့တော့ခုနကစကားတွေတည်းကပြန်ပြောရင်ဘဝဆိုတာအချိန်အချိန်ဆိုတာ ။ခဏရဦးလေးပြောတဲ့တည်းမှာအီပရာဘိုမိုဘစ်လိုချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာတဲ့အရန်ချမ်းသာခြင်းကဘာကျော်ချမ်းသာခြင်းကဘာဦးထွက်မှရမယ်။မြန်မာကျော်ချမ်းသာရင်တော့မြန်မာပဲနေရမှာပဲ။ဦးလေးတို့ကအမြဲတမ်းနော်စာဖတ်တယ်။ဟောပြောပွဲစကားတွေနားထောင်တယ်၊တရားတွေနားတယ်။ဦးလေးတို့စကားပြောကောင်းတယ်၊ပြောင်းတယ်ဆိုတာမဟုတ်ဆရာတော်ဘုရားကြီးရဲ့တရားကိုအကျဉ်းကြီးထောင်ချီပြီးနားထားတာ။ဆရာသမားကောင်းတွေရဲ့ဟာတွေကိုအများကြီးဖတ်ထားတယ်။နော် ဆရာယူကောင်းတင်ရဲ့စာအုပ်တွေဖတ်တာတယ်ဆရာယူရှိဦးကောင်းရဲ့တသက်တာမှတ်တမ်းဖတ်တာတယ်တော်ရာဆွေရဲ့တသက်တာမှတ်တမ်းဖတ်တာတယ်ပခုတ်ကူဦးမေရဲ့တသက်တာမှတ်ဗရန်ဖတ်တာတယ်ပီမိုးနေရဲ့ပီမိုးနေမှတ်တာတယ်အဲ့ဒါကရိုးရိုးစာမဟုတ်ဘူးနော်သူတို့ဘဝဖြစ်စဉ်ရေးထားတဲ့စာတွေဟိုဟာတွေကသူတို့တီထွင်ပြီးရေးထားတဲ့စာနဲ့ဘဝဖြစ်စဉ်နဲ့ဘယ်ဟာပိုကောင်းမလဲဘဝစဉ်ဖြတ်ထားတော့ပိုကောင်းတယ်ဦးလေးတို့လည်းအဲ့လိုပဲကိုဘဝဖြစ်စဉ်တွေလည်းအခုစာအုပ်တွေလည်းရေးနေတယ်အခုပြောနေတယ်သူတို့ကြီးပွားတိုးတက်ဖို့အတွက်စာဖတ်ဖို့လိုတယ် စာဖတ်ဖို့လိုတယ်စာမဖတ်တင်ဘာမှမလို့မတိုးတက်နိုင်ဘူးဦးလေးဘွားမင်းကပြောပြတယ်ဦးလေးဒီစာအုပ်တုံးနဲ့ပဲလူရဝင်လာတယ်စောင်းနာမည်ပါတယ်ဆိတ်ရွှေတော်ရဲ့အကြံဉာဏ်နဲ့ကြီးပွားရေးဒီစာအုပ်ကဆရာကြီးကတကယ်တမ်းတွေ့ကြည့်အခုဆရာကြီးဦးအောင်သင်ပြောနေတဲ့လမ်းနဲ့လက်မှာဘာညှက်တာဆေးလေးညှက်တာတယ်နော်ဒီကြီးပွားဖို့ရေးဖို့တဲ့ဆရာကြီးကလည်းအိမ်ငှားနဲ့ပဲနေသွားရတယ်သူရမ်းမချမ်းသာဘူး မရှိမရှားပဲဒါပေမဲ့သူတို့ကဘာလိုချင်တာလဲသူတို့ချမ်းသာဖို့လိုချင်တာမဟုတ်ဘူးလေသူစာရေးဆရာ ဖြစ်ချင်တာစာရေးဆရာနဲ့လူတွေကိုအကျိုးပြုချင်တာဒါကြောင့်မလို့စီဝါရေးအဆင်မပြေဘူးသူတို့အပြစ်မမြင်နဲ့တော့ဥအောင်ကြတော့စာရေးဆရာနဲ့နာမည်ကြီးတာလားလုပ်ငန်းနဲ့အောင်မြင်တာကအမေမွေးတော့ဥအောင်နာမည်ကအောင်ဆန်းဝင်းမှဲ့လိုက်တယ်အိမ်မှာခေါ်တော့အောင်အောင်တငယ်ချင်းတွေကခေါ်တော့အောင်ကြီး အဲ့ဒီနာမည်ကြီးပြောက်ပြီးတော့အခုကျတော့ဘာအောင်ဖြစ်သွားလဲလုတ်ပါအောင်ဟဲ့ဟဲ့ဟိုကကိုအောင်ခေါ်လိုက်ပါဘယ်ကိုအောင်တို့ဘယ်ဦးအောင်တို့အောင်သမารိဆိုတာကဘသူမှမှဲ့တာမဟုတ်ဘူးဒါကြောင့်မလို့ဦးလေးတို့ဘာဘွဲမှလည်းမလျှောက်ဘူးဘာထူးကျွန်ဘွဲမှလည်းမလျှောက်ဘူးကို့ပါကိုသွေးအံအောင်ချွေးပြန်အောင်မနေကြိုးစားထားတဲ့အောင်သမารိဆိုတာဦးအောင်ရဲ့ဘွဲပဲမင်းတို့လည်းကို့ဘွဲကိုရအောင်လို့ မင်းတို့ဒီမှာနေသွားတယ်အလွယ်တကူမနေပါနဲ့ကိုဘွားအတွက်မင်းတို့အချိန်လေးကြံတယ်မှာအောင်သမားကြီးမှာ၅နှစ်နေနေ၁၀နှစ်နေနေဒီဘိုးတော်ကြီးဘလို့စနစ်ချထားတာလဲဆိုတာကိုပဲကြည့်နေနော်အခုမင်းတို့ဒီမှာဗီဒီယိုရိုက်တဲ့လူကြီးချက်ပေးတဲ့လူ HR တို့စီမံတို့ဒီဆရာတွေဒါငါတို့ကိုစားသူတို့လှုပ်လှုပ်နေတာကိုဘွားတွေပဲအဲ့တော့မင်းတို့တွေလည်းခုနဆရာကြီးပြောသွားတယ်ဗါလဲဆရာကောင်းဖြစ်ချင်ကိုတပည့်ကိုမင်းတဲ့တာအောင်သင် မင်းတို့တို့လည်းဦးလေးတို့ကဒါမှမဟုတ်တင်နန်းနာပေးနေတာမင်းတို့အောင်သမားကြီးတဲမှာမြဲမယ်လို့ငါတို့မတွေ့ဘူးမင်းတို့ချမ်းသာတဲ့လူတွေဖြစ်ရင်ကြိုးစားအဆင်မပြေသေးဘူးဆိုရင်ဒီမှာတည်တည်ချာချာစေနာထားပြီးတော့ကောင်းကောင်းမွန်မွန်လုပ်ဒီလိုပဲလေသွင်းသားစောချစ်ဆရာကြီးဆရာကြီးရဲ့ဝတ္ထုနာမည်ကြီးတာပါတယ်ပန်းမြိုင်တော်တော်ဟုတ်ကိုစားပေးဘူးသူရဖတ်ထားကြပုံညာနော်ဟိုကျော်ဟင်းရဲ့ပန်းမြန်လေးကဥယျာဉ်မှုကသူ့သွားမိတယ် မဟုတ်ဘူးကိုအောင်နဲ့အဲ့ပန်းမြိုင်လေးကဥယျာဉ်မူကသူ့ဘာသူရိုက်တာဇာကားတစ်ခုကျွန်တော်ဝတ္ထုနာမည်လေးကိုကြိုက်လို့သုံးပရစီဆိုလို့ပေးလိုက်တာတဲ့ကျွန်တော်ဇာလန်မဟုတ်ဘူးတဲ့အဲ့တော့ဆရာကြီးလေသွန်းနာဆိုချစ်ကဘာပြောလဲပြောသူအမြဲတမ်းအမြဲတမ်းစာဖတ်မြင့်တင်မြင့်တင်ရေးစာပေမြင့်တင်ရေးသူအမြဲတမ်းပြောတယ်သူ့စကားလေးကလေးအေးလေးနဲ့တိတ်နားထောင်လို့ကောင်းတယ်မင်းတို့ပြောချင်တာနော်စာမဖတ်လို့မရဘူးဖတ်ရမယ်အဲ့တော့ဆရာကြီးလေသွန်းနာဆိုချစ်ကဘာပြောလဲပြောရင် ဒီစာဖတ်တဲ့လူနဲ့မဖတ်တဲ့လူဆရာကြီးပြောတာပြောပြမယ်တရက်မှာ तू ကလေမော်သွိုင်းတက်လက်နဲ့ဆောင်းပါးလေးတစ်ပုတ်ဖတ်လိုက်တယ်အဲ့ဒီဆောင်းပါးလေးထဲမှာဒီလူတွေဟာသမင်းစားရင်စကားပြောရင်သမင်းလုံးကလေးရှုတဲ့လမ်းကြောင်းတွေကိုရောက်သွားတယ်အဲ့ရောက်သွားလို့ရှိရင်စကားမပြောနိုင်မနဲ့မျက်လုံးကြီးပြူးလာပြီးတော့အဲ့မှာတယ်လူကတည်မလို့ဖြစ်တယ်အဲ့ဒီအခြေအနေကိုဘယ်လိုလုပ်ရမလဲဆိုတော့ပြုစုနီး အဲ့ဆောင်းမလေးဖတ်လိုက်တော့သူကအမှတ်တမဲ့မှတ်ထားတယ်အဲ့ဒါဘာဖတ်လို့တော့စာဖတ်လို့တင်းဒီမှာသူ့သားနဲ့သူ့နဲ့ထမင်းစာရင်တလန့်မိသားစုမျက်နှာချင်းနဲ့စာရင်နဲ့ထမင်းစာရင်စကားမပြောနဲ့နော်စကားပြောလို့ရှိရင်လေရှူတဲ့ပေါက်ထဲကိုထမင်းလုံးဝင်သွားတတ်တယ်အတတ်နိုင်ဆိုမပြောနဲ့အဲ့မှာသူ့သားလေးကအဖေဘာဖြစ်တယ်ညာစကားပြောရင်တလန့်နဲ့စကားပြောရင်ထမင်းစာရင်စကားပြောဘတ်ဆိုထမင်းလုံးကဒေရှူလမ်းကြောင်းကြည့်တော့မျက်လုံးရဲ့ပြူးလာအဲ့မှာသူချက်ချင်းတိလိုက်တယ်ဒါဟာငါလေမော်လုံးကဖတ်တယ်ဆောင်းမတိုင်းဆိုရင်ကလေးကိုရင်မက်ကိုဖိရှေ့ကိုမှောက်ချပြီးတော့ကြောကုန်းကို သူထုလိုက်တာမှဟော့ဟော့ဆိုအန်ထုတ်လိုက်မှထမင်းလုံးကအပြုံလိုက်ပြန်ထွက်ပြောအသက်ရှင်တော့တာတကယ်လို့ဒါအဲ့စာပေဘူးသူရမရှိဘူးဆိုရင်သူ့သားလေးဟာအသက်ဆုံးရမယ်အဲ့လို့ဆိုရင်သူ့သားကိုကယ်လိုက်တာဘယ်သူကယ်တာလဲစာပေပဲဒါဆရာကြီးရေးထားတာပေါ့နော်မင်းတို့ဒါတွေဘူးသူရပြောပြတာအဲ့တော့အဓိကဦးလေးပြောချင်တာဗာလေစာစာပတ်ဦးလေးအနေနဲ့နောက်ဆုံးမင်းတို့ကိုပြောချင်တာကနေကုန်းကျုံအနေနဲ့စားလို့ ဟဲ့ကြယ်ကြယ်လေးအဲ့စားလို့မကုန်မှားလို့ကုန်ဆိုတာလေးပြောပြီးနေကုန်ချုပ်မယ်စားလို့မကုန်မှားလို့ကုန်ဆိုတာအဲ့ဒါဘဘဥတင်အောင်ကဥအောင်ရဲ့ဆရာလိုမိဘလိုနေတာအဘိုးဘတော်တို့အဘအူကြီးဝင်တို့ဥအောင်မှာဆရာတွေအများကြီးရှိတယ်ကိုအောင်မှတ်ထားကြတယ်စားလို့မကုန်မှားလို့ကုန်ဟာဆရာဘာတွေပြောပါအောင်လို့ဆိုတော့မင်းစားလို့ကတော့မင်းစားကြတဲ့ဇီဝကြီးကတသလုံးမကုန်ဘူးနော်တဲ့အေးမင်းမှားလို့တော့တစ်ခါမှားပဲရှိတယ်အဲ့ဒါဘာလဲပြောရင်လောင်းကစားမလုပ်ဖို့တင်ပြတာ ဥအောင်ဘွားကနေ့ဒီအချိန်ထိဒီလိုဖြစ်ကြတာဦးလေးဘောလုံးပွဲတစ်ခါမလောင်းဘူးချဲတစ်ခါမထိုးဘူးလောင်းကစားဆန်တဲ့အလုပ်တွေမလုပ်ဘူးမင်းတို့အထင်တာဘောလုံးပွဲချဲနှလုံးဘောလုံးပွဲလောင်းကစားတာမင်းတို့လောင်းကစားလုပ်ထင်တာမဟုတ်ဘူးနော်ရေနံသွားတူတာကြောက်တူတာရွှေတူတာအဲ့ဒါလေအိမ်ပေါင်ကားပေါင်ပေါင်ပြီးလုပ်တာရွှေကြောလည်းမတွေ့ရေနံကြောလည်းမတွေ့ရောမွဲတာအဲ့ဒါလေလောင်းကစားလုပ်တာနဲ့အတူတူပဲအဲ့တော့စားလို့မကုန်မှားလို့ကုန်ဆိုတဲ့အလေးကိုပြောရင်းနဲ့နေကုန်းချုပ်ပါတယ်